ချင်းညီနောင်နဲ့မဟာမိတ်တွေကဖလန်းမြို့နယ်တစ်ခုလုံးကို April 9ရက်နေ့မှာအပိသက်သိမ်းပိုက်လိုက်တာကြောင့်လက်ရှိချင်းပြည်နယ်မှာစစ်ကောင်စီကမြို့နယ်၃ခုမှာပဲကြံပါတော့တယ်မြို့နယ်၉ခုရှိတဲ့ချင်းပြည်နယ်မှာအရခတ်တက်တော် AA ကပလဝမြို့နယ်ချင်းညီနောင်ကမတူပီမင်းတက်ကံပက်လက်ဖလန်းမြို့နယ်နဲ့ချင်းပြည်ကောင်စီကတွန်းဆန်မြို့နယ်တို့ကိုအတီးတီသိမ်းပိုက်ထားပါတယ်ဖလန်းမြို့ကိုချင်းညီနောင်မဟာမိတ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အပေါ်ဂုံပြူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ချင်းပြည်ကောင်စီတို့ကထုတ်ပြန်ထားပါတယ်။ဒါအပြင်ချင်းပြည်ကောင်စီကစစ်အာဏာရှင်စနစ်ကိုအပီးတိုင်ချိန်မှုန့်ဖို့ Federal Democracy ပြည်ထောင်စုတည်ထောင်ဖို့နဲ့ချင်းပြည်ထူထောင်ရေးတို့မှာချင်းပြည်သူတွေတော်လှန်ရေးအင်အားစုတွေနဲ့အတူတိုက်ပွဲဝင်သွားမယ်လို့သဘောထားထုတ်ပြန်ပါတယ်။ချင်းပြည်ကောင်စီကိုတော့ဝါရင်ချင်းတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ချင်းအမျိုးသားတပ်ဦး CNF ကဦးဆောင်ပြီးချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေလည်းပါဝင်ကြပါတယ် ချင်းပြည်ကောင်စီမှမပါဝင်ကြတဲ့ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်းချင်းညီနောင်အဖွဲ့ဆိုပြီးတရားဖွဲ့စည်းထားတာပါချင်းညီနောင်အဖွဲ့ဟာအရခတတ်တော် AA နဲ့မဟာမိတ်ဖွဲ့ထားပါတယ်ချင်းညီနောင်နဲ့ချင်းပြည်ကောင်စီတို့ကြားသဘောထားကွဲလွဲမှုတွေကနေတိုက်ပွဲတွေပြိပခတွေဖြစ်ပွားခဲ့မှုပါသေးတယ်ဒါပေမဲ့ပြီးခဲ့တဲ့ February လတုန်းကတော့ပေါင်းစည်းရေးအတွက်ဆွေးနွေးခဲ့ကြတာရှိပါတယ် NUG ရဲ့သဝန်လာထဲမှာချင်းညီနောင်အဖွဲ့အနေနဲ့ပြည်ထောင်စုတဝန်းကတော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး ဒေါ်လာရဲ့အောင်မြင်တဲ့အထိကြိုးပမ်းဆောင်ရွက်လိမ့်မယ်လို့ယုံကြည်ကြောင်းပါရှိပါရယ်။လက်ရှိမှာတော့စစ်ကောင်စီဟာချင်းပြည်နယ်အတွင်းဟာခါထန်တလန်တီးတိမ်မြို့နယ်တွေနဲ့ခိုင်ကန်းမြို့မှာပဲကြံပါတော့တယ်။အဲ့ဒီမြို့နယ်တွေမှာလည်းစစ်ကောင်စီကမြို့ပေါ်မှာပဲအဓိကတက်ဆွဲနေနိုင်တာဖြစ်ပါရယ်။အခုဆိုရင်ချင်းညီနာအဖွဲ့တွေကဖလန်းမြို့နယ်ကိုသိမ်းပိုက်လိုက်ပြီးဖြစ်လို့စစ်ကောင်စီတက်နောက်ဆုံးကြံနေတဲ့မြို့နယ်၃ခုကိုအဓိကထားချင်းချောက်နိုင်ပြီလဲဖြစ်ပါရယ်။ ချင်းညီနောင်ဟာတီးတယ်မြို့နယ်ကစစ်တပ်စခန်းတွေကိုဆက်တိုက်လိမ့်မယ်လို့ခန့်မှန်းချက်တွေလည်းထွက်နေပါရဲ့ရှင်